လယ်တစ်ခုတွေ့ပြန်အဲ့ဒီပင်လယ်ကြတော့နှုတ်ထန်းထင်းချင်းလို့ဖွေးဆွတ်နေအဲ့ဒီပင်လယ်ကြီးတွေကဖွေးဆွတ်နေအဲ့ဒီဖွေးဆွတ်နေတဲ့အယောင်လေးဖွေးနေတဲ့ပင်လယ်ပြင်ကြီးကိုတွေ့တဲ့အခါကျတော့သင်္ဘောသားတွေကမေးကြပြန်မေးတော့ဘုရားလောင်းကဒါကတတိမာလီလို့ခေါ်တယ်တတိမာလီနှုတ်ထမ်းပင်လယ်လို့ခေါ်တယ်ပေါ့ အဲ့ဒီနိုဒန်းပင်လယ်ဟာဘာလို့ပင်လယ်ရေကဖြူနေရတယ်လဲလို့ဆိုရင်အဲ့ဒီရေပြင်အောက်မှာအောက်ခြေမှာငွေသားတွေရှိတယ်ပေါ့ဒါကြောင့်မလို့အဲ့ဒီငွေသားတွေကြောင့်မလို့ဖြူနေတာဆိုတာသူတို့ကိုအတိမပေးဘဲနဲ့ခဏလို့သူနီးတနည်းနဲ့ခိတ္တသင်္ဘောကိုရတန်းပြီးတော့ငွေတွေကိုဆဲယူပြီးတော့သူကသင်္ဘောပေါ်တင်သွားတယ်နော်ဒါက လောကကြီးမှာထူးခြားမှုတွေဆိုတာအမှန်တမ်းရှိတာပဲသိပ္ပပညာရက်တွေကတွေ့တာရှိတယ်မတွေ့တာရှိတယ်တွေ့တာတောင်မှပဲမှားပြီးတော့ဆုံးဖြတ်ထားတာတွေအများကြီးပဲဒါရောမဟုတ်သိပ္ပံဆိုတာစူးစမ်းစဲပဲရှိသေးတယ်အတိအကျပြောလို့မရဘူးဥပမာတစ်ခုပြောပြမယ်လာပြီနေတို့ဆိုလို့ရှိရင်လာဆန်းရက်တွေလာပြီနေတွေဆိုရင် ပင်လဲရေဟာဒီရေတွေတက်လာဒီလေတက်လာလာပြီးကြော်သွားတာနဲ့တပြိုင်နဲ့ဒီရေကတဖြည်းဖြည်းကျသွားလာခွေကြတော့ဒီရေမတက်ဘူးဘာဖြစ်လို့လာပြီးမှဒီရေအမြင့်ဆုံးထိတက်တယ်လဲလို့ဆိုသိပ္ပံကဘာပြောတော့ဆိုလာရဲ့ဆွဲအားကြောင့်လို့ဟောအဲ့တော့လာကပင်လဲရေပဲဆွဲတာလားအိမ်ဒီမှာရှိတဲ့ ရှင်အိုးတဲ့ကရေတွေတို့မြစ်တွေကရေတွေတို့ကျွန်တော်ဘာလို့မဆွဲတာလို့မေးကြရှိတယ်ပေါ့သူဆွဲအားကြောင့်ဆိုလို့ရှိရင်ရေမှန်ရင်ဆွဲရမှာပေါ့သို့တော်မြစ်တွေမှာဒီလိုဒီရေတက်တယ်လို့မရှိဘူးလာပြည်လာခွေဒီလာပြည်နေ့ဒီရေတက်တယ်လို့မရှိဘူးအဲ့တော့သဗ္ဗေချမ်းကမှာဆိုထားတဲ့အဆိုလေးကဘယ်လိုဆိုတော့ဆိုရင်လာရဲ့ဆွဲအားကြောင့်ဒီရေတက်တာလို့မပြောဘူး ဘယ်လိုပြောတော့လို့ဆိုလာရောင်နဲ့တွေ့လို့ရှိရင်တဲ့ပင်လယ်ထဲမှာကြောက်ဆောင်ကြီးတွေရှိတယ်အဲကြောက်ဆောင်ကြီးတွေကစန္ဒရာကန္တာကြောက်ဆိုတာရှိတယ်စန္ဒရာကန္တာကြောက်ရဲ့ဒုရိယကန္တာကြောက်ရဲ့လာရောင်ကိုနှစ်သက်တဲ့ကြောက်နဲ့နေရောင်ကိုနှစ်သက်တဲ့ကြောက်နှစ်မျိုးရှိတယ်နေရောင်နဲ့တွေ့လို့ရှိရင်မီးထွက်တဲ့ကြောက်ရှိတယ်လာရောင်နဲ့တွေ့လို့ရှိရင်ရေထွက်တဲ့ကြောက်ရှိတယ် အဲ့ဒီစန္ဒရာကန္တာကြောက်တရပင်လေထဲမှာကြောက်ဆောင်ကြီးတွေလည်းရှိတယ်ပေါ့အမတန်အများကြီးရှိတယ်ဟောလာပြည့်တို့လာဆန်းတို့ကြလို့ရှိရင်တဲ့လာရောင်ရဲ့